ောတာမှာလည်းဖြစ်တယ်လို့ပြောသေးတယ်ပတ်စံကိုင်းတယ်ခွင်ဒါသောတာမှာဟုတ်ပါမလားတခါတခါမတည်းကဘုရားစကားယုံမလားအဲ့ဒီဘုန်းကြီးစကားယုံမလားဘုရားစကားယုံရမှာပေါ့မြတ်စွာဘုရားကိုယ်တိုင်ပြောထားပြီးသားလीအဲ့တော့တချို့ပုံပေါ်တွေကဘုရားတရားဘုရားတရားနဲ့ပောက်ကရတွေထေရဝါဒဗိဒကမကြီးတဲ့ပါဠိတော်ထာဂရတိကမကြီးတဲ့၆ဟောတယ်အဲ့ဒါသူတို့တရားပဲဘုရားတရားမဟုတ်ဘူးတခါတခါမတည်းကအဲ့ဒီထေရဝါဒဗိဒကတွေနဲ့တိုက်ကြည့်ရမှာမှန်လားမှန်လား အဲ့တော့အရိယာဖြစ်တယ်လို့လည်းပြောတယ်ငွေကင်လို့ခါတယ်ကွန်စာဆက်လိတော့ယဟနာလို့ပြောတယ်ပြီးတော့ကွန်စာတယ်ဆက်လိတော့တယ်တဲ့ကြည့်အောင်ယဟနာမှာကိလေသာ မရှိတော့ဘူးလေဒီဆက်လိကိုဆွဲလန်းနေတယ်ကိုယ်နေဆွဲလန်းနေတယ်ဆိုတော့ဒါယဟနာဟုတ်မလားအေးတက္ကရာမအပေါင်းသူတော်ကောင်းတို့လူအနာဂံဖြစ်သွားရင်ပတ်ဆိုင်နေမကင်တော့ဘူးတဲ့ဖုန်းကြီးမပြောနဲ့လူအနာဂံဖြစ်ရင်ငွေမကင်တော့ဘူးတဲ့ညသာမစားတော့ဘူးလူနာဂံဖြစ်ရင် သားနဲ့မယားနဲ့လည်းအတူတူမအိပ်တော်ဘူးအများကြီးပဲပြောင်းလဲမှုတယ်အဲ့ဒါကိုတရားတော်မတွေကနားမလည်ဘူးရိတ်တာလောကတွေမှာလည်းအဲ့ဒီလိုအမားမားယွန်းယွန်းနေအများကြီးပဲတရားတော်မပေါင်းသူတော်ကောင်းတို့ဒါကြောင့်တရားတော်မပေါင်းသူတော်ကောင်းတို့ထေရဝါဒဗုဒ္ဓဘာသာလို့အမိခံရင်တရားတွေကိုမှန်မှန်ကန်ကန်နဲ့နိလမမှန်ကျင့်ဖို့လိုလားမလိုဘူးလားလို့တယ်ဘယ်နဲ့တရားအထုတ်တဲ့လူခန္ဓာကိုယ်ကြီးကိုကျိုးနဲ့တုတ်ထားရတယ်ဆိုဒါတရားမဟုတ်ဘူးမတရားဖြစ်သွားပြီဘယ်နဲ့မြတ်စွာဘုရားက လျောင်းထိုင်ရသွားဣရိယာပုတ်၄ပါးဘုရားညွန်ကြားထားတယ်လေကိုမြတ်တဲ့ဣပိဣရိယာပုတ်နဲ့တရားမှတ်ရမှာအခုအရာဟောတရားထိုင်တဲ့ပုဂ္ဂိုလ်ကဘယ်နှနာရီလောက်ထိုင်ရမယ်မဖြုတ်ရဘူးကြိုးကြီးနဲ့တုတ်ထားတော့ဒါဘုရားတရားနဲ့မညီတော့ဘူးဟုတ်ကလားတခါတခါမှဆိုစဉ်းစားကြည့်ခန္ဓာကိုယ်မှာတခါမှတို့ကဒီပယ်ရမှာကကိလေသာဒီခန္ဓာကိုယ်မှာရှိတဲ့ဒီအကျိုးဝေဒနာကြီးကိုချုပ်အောင်လုပ်လို့မရဘူးနားလည်လားဒီဝေဒနာကိုငါလို့စွဲနေတယ် တဏှာနဲ့ဆွဲတယ်ဒိဋ္ဌိနဲ့ဆွဲတယ်မာနနဲ့ဆွဲတယ်ဒီတဏှာမာနဒိဋ္ဌိတွေကိုပဲဖြုတ်ရမှာ ဟုတ်ကလားဒီအကျိုးဝေဒနာကြီးကိုချုပ်အောင်လုပ်လို့ရသလားမရဘူးမရဘူးအဲ့ဒါတရားတော်မတွေနားလည်ရမယ်အဲ့တော့ဦးဇင်းတို့ကပယ်တတ်ရမယ်တရားစီကိလေသာဟုတ်လားအကြောင်းသမုဒယသစ္စာဖြစ်တဲ့တဏှာတဏှာကိုပဲပယ်ရမှာလीအ အကျိုးဒီခန္ဓာကောင်ကဝေဒနာကြီးကိုချုပ်တိအောင်လုပ်လို့မရဘူးအဲ့ဒီတဏှာရောလဲဘယ်လိုပဲမလဲမက်ကသစ္စာကိုပွားပြီးတော့အခုဒီဝေဒနာကိုမမြဲဘူးမမြဲတဲ့ဝေဒနာတွေကိုအနိစ္စဒုက္ခအနတ္တကလက္ခဏာတင်ပြီးတော့မက်ကသစ္စာကိုပွားများလိုက်တဲ့အခါမှာဒီကရကမတို့ပဲသိနေကြတာဖြစ်ဖြစ်မုံတော့ဖြစ်ဖြစ်ဆုံးပြီးတော့ဘာဖြစ်သွားလဲနိဗ္ဗာန်မဝင်ဘူးလားအေးအဲ့ဒါဆိုတာအဲ့ဒီဒီဝေဒနာက မဆွဲလန်းနေတဲ့တဏမာနဒိဋ္ဌိတွေကပြတ်သွားတာဒီဝေဒနာကြီးကချုပ်သွားတာမဟုတ်ဒီအကျိုးဝေဒနာချုပ်အောင်လုပ်လို့မရဘူးရသလားသောတာပန်ဖြစ်ရင်လည်းဝေဒနာကြံနေသေးတယ်လေသောသောတာပန်မှာကျိုးမယ်ဒါကဒါကမှလည်းတက်တက်ကောင်မှားနေရှိတယ်ကဲဝေဒနာနှီးတော့တာတဏနှီးတော့ဆိုတာဘာပြောတာလဲကဲပြောစမ်းဝေဒနာချုပ်တယ်ဆိုတာဘာကိုပြောတာဘယ်ဝေဒနာချုပ်တာလဲဟမ်အဝိဇ္ဇာချုပ်ရင်ဘာချုပ်လဲသင်္ခါရချုပ်တယ်သင်္ခါရချုပ်ရင်ဘာချုပ်လဲ ဝิญဉ်ရှုပ်တယ်ထားပါတော့ဝေဒနာရှုပ်ရင်ဝေဒနာနိရောဓဒနာနိရောဓမပြောဘူးလားကဲဘာချုပ်တာလဲချုပ်တယ်ချုပ်တယ်တချုပ်ချုပ်နေဘာချုပ်လဲအဲ့ဒါပဲဝေဒနာချုပ်တယ်ဆိုတာဥပ္ပန္နနိရောဓနဲ့အနုပ္ပန္နနိရောဓနှစ်မျိုးရှိတယ်ယဟနာပုဂ္ဂိုလ်ရဲ့ဝေဒနာချုပ်တယ်ဆိုတာအနုပ္ပန္နနိရောဓနောက်တစ်ဖန်မဖြစ်တော့ချုပ်ရှင်းဘယ်တော့မှဒီဝေဒနာတွေကယဟနာပြိဋိဘံပြုပြီးရင်ဒီဝေဒနာတွေဖြစ်မလာတော့ဘူး ဒါရင်မဲ့ပြစ္ဆုတ်ပါမှာယဟန္တာမှာဝေဒနာရှိနေတယ်ဘာဝေဒနာလဲဥပေက္ခဝေဒနာနဲ့ကာယိကဝေဒနာနဲ့ကာယိကဝေဒနာကာယိကဒုက္ခတွေနော်ကာယိကဒုက္ခဝေဒနာတွေရှိနေသေးတယ်ဒါရင်မဲ့တဏမာနဒိဋ္ဌိတွေနဲ့ခံစားနေတဲ့ဒီဝေဒနာတွေဟာအရတ္တမဲ့နဲ့အကျွင်းမဲ့ဖြတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီဝေဒနာတွေကနောက်ထပ်ဘဝခန္ဓာအသက်ကိုမယူတဲ့အတွက်ကြောင့် မလာတော့ဘူးအဲ့ဒါကိုအနုပါဒနိရောဓလို့ခေါ်တယ်။သောတာပန်ဝေဒနာရှုပ်တယ်ဆိုတာဘယ်လိုရှုပ်တာလဲဒါအယူဆတွေလွဲနေတာနော်။သောတာပန်ပုဂ္ဂိုလ်သည်သောတာပတ္တိမဲ့နဲ့ဒိဋ္ဌိကရတံပြုတ်စိတ်၄ပါးကိုပယ်ချပယ်လိုက်တယ်ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်၄ခုအဲ့တော့ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ထဲမှာနော်သောမနာသာသဟုဒိဋ္ဌိကရတံပြုတ်သောမနာသာဝေဒနာဝေဒနာပါတယ် ဲ့တော့ဒိဋ္ဌိနဲ့ရှင်တွဲနေတဲ့ဝေဒနာတွေသောတာပန်မှာမဖြစ်တော့ဘူးအဲ့ဒီဒိဋ္ဌိနဲ့ရှင်တွဲတဲ့ဝေဒနာတာသောတာပန်မှာမဖြစ်တာကြံတဲ့ဒိဋ္ဌိကနာဝိပယုတ်ဒိဋ္ဌိနဲ့မရှင်တဲ့ဝေဒနာတွေသောတာပန်မှာဖြစ်တယ်ဒါကြောင့်အဲ့ဒီလိုဝေဒနာကိုချုပ်အောင်လုပ်လို့ရလားမရဘူးမရဘူးပြောမယ်ဆိုရင်တကယ်တော့ဒိဋ္ဌိကပြတ်သွားလို့အဲ့ဒီဒိဋ္ဌိအကြောင်းခံပြီးတော့ဖြစ်လာမဲ့ဝေဒနာတာမဖြစ်တော့တာကြံတဲ့ဝေဒနာတွေဒုက္ခတွေရောဒုက္ခတွေရောဥပ္ပခါတွေရောချီးပီးတာ နောက်အပယ်စင်းရဲကိုကြာစီတဲ့အပယ်စင်းရဲမှာခံစားရတဲ့ဝေဒနာတွေနဲ့အနုပါဒနိရောဓအနေနဲ့သောတာပတ္တိမေကဖြတ်ပြစ်လိုက်တယ်။ဟောသောတာမမဒိဋ္ဌိရှိနေဒိဋ္ဌိတွေဒိဋ္ဌိတွေဝိသိကိစ္စတွေရှိနေသေးလို့ရှိရင်တရားဓမ္မတွေအချိန်မရွတ်အပယ်ကိုကြာနိုင်လားမကြာနိုင်ဘူးလား။အဲ့တော့ဒိဋ္ဌိကိုအဲ့ဒီသောတာပတ္တိမေကဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်တတ်လိုက်လို့ရှိရင်အပယ်စင်းရဲမှာခံစားရမယ့်ဒုက္ခဝေဒနာတွေရှိပါအောင်မလား။အဲ့တော့အပယ်စင်းရဲမှာဖြစ်ပေါ်လာမယ့် ဝေဒနာတွေဟာအဲ့ဒီသောတာပတ္တိမက်ကနေပြီးတော့ဖြတ်လိုက်တဲ့အတွက်ကြောင့်ချုပ်သွားတယ်မလာတော့အပေစင်းရဲမှာဖြစ်မဲ့ဝေဒနာတွေအဲ့ဒါဒိဋ္ဌိပြတ်သွားတဲ့ကြောင့်ဒိဋ္ဌိကနဲ့ပတ်သက်တဲ့ဝေဒနာတွေမလာတော့တာပဲဒါဝနာမလဲပဲနဲ့ဝေဒနာချုပ်အောင်ကျင့်နေဝေဒနာချုပ်အောင်ကျင့်နေဆိုတော့အဲ့ဒါတွေတရားတော်မှအပေါင်းသူတော်ကောင်းတို့လန်လွဲနေလားမလွဲဘူးလားအဲ့တရားတော်မှာတကယ်တရားထိုင်နေအထောင်ကဲတရားထိုင်နေသမာဓိဖြစ်နေတဲ့အခါကျတော့ဒုက္ခဝေဒနာဖြစ်တာပေါ့ ုက္ခဝေဒနာမလာဘူးလေအဲ့ဒီမှာဒုက္ခဝေဒနာချုပ်မနေဘူးလားကဲတခါတခါမှတွေသတိပြန်ရတဲ့အချိန်မှာဒုက္ခနဲ့လာရရင်မနာဘူးလားဘာမလဲဘာမလဲအဲ့ဒါပဲလေအဲ့ဒီဝေဒနာချုပ်အောင်ကျင်းလို့မရဘူးသဘောပေါက်လားချုပ်တယ်ချုပ်တယ်ဆိုတာ तू ကဒုက္ခဝေဒနာဖြစ်တဲ့အချိန်မှာဒုက္ခဝေဒနာမလာဘူးဥပေက္ခဝေဒနာမလာဘူးဒါတရားရဲ့သဘောပဲလေအဲ့ဒါကိုဝေဒနာချုပ်အောင်လိုက်ပြီးတော့လှုပ်ရှားမလို့အဲ့ဒီဝေဒနာမှာတဏှာမာနဒိဋ္ဌိကပ်နေတဲ့ အဲ့ဒီတဏှာတွေမာနတွေဒိဋ္ဌိတွေကိုပဲမေကသစ္စာပွားပြီးတော့ဖြတ်ရမှာမဟုတ်ဘူးလားအေးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အဲ့ဒီထေရဝါဒဆိုင်းပုတ်အမိခံပြီးတော့အမားတန်တရားလဲနေတာတွေကိုသတိထားကြပါဟုတ်ကလားအဲကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးစင်းဟောကြားခဲ့တဲ့ဒီထေရဝါဒဆိုင်းပုတ်အောင်မှာအမားတန်တရားဆိုတဲ့ဒီတရားတော်ကိုတရားဓမ္မပေါင်းသူတော်ကောင်းတို့အနေနဲ့ ကိုယ်စီကိုယ်စီနှလုံးသွင်းကြပြီးတော့ငါတို့ဟာဒီမှားယွင်းနေတာကိုထေရဝါဒဗုဒ္ဓဘာသာဝင်တွေအစ်စ်ဖြစ်ရှင်နေဆိုရင်တော့ကိုယ်စီကိုယ်စီတို့ဟာပြင်ကြရမယ်လို့တရားဒဂမပေါင်းသူတော်ကောင်းတို့နဲ့သဘောကျအနေနဲ့သဘောကျပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာတော်မှာထေရဝါဒဗုဒ္ဓဘာသာဝင် ဖရာရဲ့သားတော်သမီးတော်မြတ်စစ်စစ်မှန်မှန်ဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်ရာတည်း တော့ဒီမှာမေကွန်လေးနည်းနည်းမေးထားတယ်တရားနာပရိသတ်တွေတရားလည်းမေကွန်မေးကျင်တယ်ဆိုရင်မေးနိုင်ပါတယ်ဦးစင်းကမေကွန်မေးကိုခွင့်ပြုတယ်ဆရာတော်ဘုရားကြီးတပြည့်တော်မိဂရောင်ဆရာတော်ဘုရားကြီးဖျားဂျုံကုန်းဆရာတော်ဘုရားကြီးနဲ့မိဂရောင်ဆရာတော်ဘုရားကြီးကဘုရားတပြည့်တော်ပန်ကြပါတယ်ဘုရားဘုရားတပြည့်တော်ဓမ္မဝိနည်းများ ဖြေကြဖို့ခွင့်ပြုတော်မူပါဘုရားမမဖွေးဘုန်းကြီးတရားဟိုဇောက်စာလေးတပြည့်တော်ချင်းဖြေကြည့်လောက်မယ်တက္ကမရီလားတက္ကရီလားမေးထားတာဗျာ မှန်ပါဗျာမှန်ပါအဲ့တော့ဒကာဒကာမအပေါင်းသူတော်ကောင်းတွေတဲကလည်းမေးစရာချင်းမေးလို့ရတယ်ဒီဟာဆရာတော်ဘုရားကဒကာဒကာမတွေအတွက်မေးပေးမယ်လို့လည်းပြောတယ်အာနာဇာမလို့ဘူးနော်တုတ်တော်ဟာဇာနိတာမိဥစဉ်ကနေဘိဓကတော်ရင်တဲကကြားဘူးနောက်ဝါရှင်ဥစဉ်ဖြေပေးမယ်ဥစဉ်ကဘုရားလည်းမဟုတ်တဲ့အတွက်ကြောင့်အကုန်လုံးဖြေနိုင်မယ်လို့တော့မဝင်ခံဘူးနော်အဲ့တော့ဒီမှာမေးထားတာ ဆရာတော်တန်ခါတော်ရှင်မြတ်ဖုရားတဲ့ဘုရားတပည့်တော်မိဂွန်းတစ်ခုသိလို့ရင်မင်းမြန်ချောက်ထားကိုပြုပါဖုရားဘုရားတပည့်တော်တို့ဒီကျေးဇူးရှင်ဖြစ်တော်မူသောကျွန်းကုန်တော်ရဆရာတော်ဘုရားကြီးဝိဇာတမွေးနေ့တိုင်းမွေးနေ့တိုင်းတွင်တပည့်တကာတကာမှအပေါင်းတို့ကနေပြီးဆရာတော်ဘုရားဓမ္မနဲ့ကျေးဇူးဆက်ပူဇော်သောအဖြစ်တရားဟောဓမ္မဂတိကဆရာတော်ရှင်မြတ်မြတ်ပင်းလျှောက်လျက်ရှိပါသည်ဖုရားဆရာတော်ဘုရားဟောဖို့ညွန်ပြဆုံဆုံးမတဲ့ဒေသနာတော်များအပြီး ရေသရှတရားမရှိမြင်ခင်တပြည့်တကားကမမယာပေါင်းတို့မှသာသနာတော်အတွက်ဆွန်းသင်ကကြောင်းစေးပစ္စည်းလေးပါအတွက်အာမိသပူဇာဝတ္ထုများကိုဝိနည်းတော်နဲ့အညီအဆသောနည်းဖြင့်ကပ္ပယံကာရကထံတွင်လှူထားလွန်အပ်ပါသလားဖရာတဲ့အေးအဲ့ဒါကတော့ခုနဦးစဉ်ပြောခဲ့သလိုပဲဓမ္မနဲ့ဝိနည်းနဲ့လျော်စွာညီအောင်လှူရင်တော့ဓမ္မပူဇာအစစ်ဖြစ်မယ်ဟုတ်ကလားအေးခုနပြောတော့ ယဟန်တော်တွေကလည်းတရားပွဲကိုဆိုတာမြတ်စွာဘုရားတရားကိုရောင်းစားတာမျိုးမဖြစ်ရဘူးအာတရားပွဲတပွဲဆိုဘလောက်မလဲတခါတည်းဟုတ်လားဘလောက်လှူမှအနည်းဆုံးဆို10သိန်း350ရမှငါကြွမယ်ငါကဘာလုံငန်းတွေလုပ်နေရတာဆိုရင်ဒါတရားရောင်းစားတာမဟုတ်ဘူးလားအေးအကျော်တခါတခါမတွေကနေပြီးတရားကိုပူဇော်တဲ့အနေနဲ့တရားကိုကြီးညိုလို့ဆိုပြီးတော့စွန့်တင်ကပြောင်းစီပစ္စည်းလေးပါအတွက်ဆိုပြီးတော့ကပ္ပိယကာရကမြာထံကနေပြီးတော့အအဆက်ဆက် ပစ္စည်းလေးပါးကိုကပ္ပယကာရကများကခြောက်ထားပြီးတော့လှူဒါန်းနေဆိုရင်ဒါဓမ္မပူဇာအစစ်ပဲဖះအလိုတော်ကြဖြစ်တယ်ဟုတ်ကလားနော်အဲ့တော့တခါတခါမတွေကနေပြီးတရားတော်ဟိုဟိုဓမ္မအားလျော်စွာဝိညာဉ်အားလျော်စွာပူဇော်လှူဒါန်းမှုကိုတော့မြတ်စွာဘုရားကမကန့်မြစ်ဘူးဟုတ်တယ်နော်ဖះအလိုတော်မကြတဲ့ပေါက်တက်ကရနော်အဲ့လိုတရားတွေကိုဈေးရောက်တဲ့သဘောမျိုးနဲ့ဈေးတွေကိုင်ပြီးတော့ဘလောက်ပေးမှတရားဟောမယ်ဆိုတဲ့ဟာမျိုးစီး ဘုရားတရားကိုဓမ္မဝါနေစာလုပ်တဲ့အတွက်မြတ်စွာဘုရားအလိုတော်မကြဘူးเนาะအဲ့တော့ဒကာဒကာမတွေကလည်းဒါဥစဉ်တို့စာထဲမှာလည်းပါတာပဲဟိုအတော်ကမင်းကြီးကဓမ္မပူဇာအနေနဲ့ဆိုပြီးတော့တရားကိုပူဇော်တဲ့အနေနဲ့ဟိုအတပြာဘလောက်လှူတယ်ဆိုတာစာထဲမှာပါတယ်ဒါကလည်းတရားကိုပူဇော်တာဆိုတာအဲ့ဒီခက်မှာလေဒီလိုပဲအဆက်ဆက်ယဟန်တော်တွေကိုအဲ့လိုတရားကိုပူဇော်တဲ့ငွေကိုကပ္ပယကာရကတွေကယဟန်တော်တွေအတွက်စွန့်တင်ကကြောင်းစီပစ္စည်းလေးပါအဆက်ဆက်လုံပေးတာ တခေတချို့နေရာတော်တော်များများလို့ပြောဓမ္မပူဇာဆိုပြီးနော်လူလူရှိမှကြတော့တချို့ကြလည်းဗျောင်းတင်းနဲ့ကတ်ခန္ဓာပဲတချို့ကြလူရှိမှဟန်ပြဟန်ပြယူပြီးတော့ကွယ်ရမှာသူကိုယ်တိုင်သုံးဆွဲနေတာမျိုးလောက်တာဟုတ်သလားဆိုတော့မဟုတ်ဘူးအဲ့ဒါလိုတော့မလုပ်ရဘူးဟုတ်ကလားတခါတခါမှတွေကလည်းလူတဲ့အခါမှာသွန်းတင်ကန်းကြောင်းစီပစ္စည်း၄ပါးပဲအာယုံပြုပြီးတော့ကတ်ပြရကားကနဲ့အံ့အဆက်ဆက်လူတန်းတာဖြစ်ရမယ်ယဟန်တော်ကလည်းသွန်းတင်ကန်းကြောင်းစီပစ္စည်း၄ပါးကိုပဲအာယုံပြုပြီးကတ်ပြရရှိမှတောင်းခံရမှာ အလိုမှမဟုတ်လို့ရှိရင်ဒါတရားပွဲမှာတရားရောင်းစားတဲ့သဘောဖြစ်သွားမှာဟုတ်လားသဘောပေါက်တယ်နော်အင်းနောက်ဆက်တွဲနေဖြင့်ခုလိုနှစ်စဉ်ဓမ္မပူဇာပူဇော်တဲ့ကျေးဇူးသတ်တရားပွဲကိုမအံ့မဆန့်အပြည့်အပြည့်ဖြစ်နိုင်တဲ့အမှုကိစ္စအဝဝအားလုံးမင်းကြားပြတော်မူပါတဲ့အဲ့လိုပေါ့နော်ဒကာဒကာမတွေကခုနဦးစင်းပြောခဲ့တယ်လို့ပဲဒါလည်းကပ္ပိယကာရကနဲ့အဲ့အဆက်ရှောက်ထားတာလည်းမဟုတ်ကရှေ့မှာငွေဖလားကြီးတွေချပြီးတော့ 150တထောင်တထောင်ထဲကြပြီးတော့ပြီးလဲပြီးရောဟာဓမ္မပူဇာပဇက်ကတော့ဓမ္မပူဇာဆရာတော်ဘုရားဘလူကဓမ္မပူဇာဘလောက်ပါဘုရားဟာညာလောက်ပါဘုရားနဲ့ပြီးရင်ဘုန်းကြီးရှင်မဝတ္ထုတွေကအဲ့ဒါမျိုးတွေဟာဒါလုံးဝမှားယွင်းတယ်ဟုတ်ကလားအဲတကယ်တော့တက္ကရာမတွေရတဲ့သွန်တင်ကကြောင်းစီပြည့်စည်လေးပါအတွက်လှူဒန်းတယ်ဆိုရင်ကပ်ပြာကာရကများကနေပြီးတော့ယဟန်တော်ကိုအာရှင်ဘုရားတက္ကရာမများကနေပြီးတော့ဓမ္မပူဇာအဖြစ် နော်စွန့်သင်္ကန်းကြောင့်စီပစ္စည်းလေးပါအတွေ့လှူဒန်းထားသောသဘောကဘလောက်ဆိုဘလောက်ပေါ့လေသိန်း10သိန်းဆို10သိန်းပေါ့သိန်း30ဆိုသိန်း30တန်မှဖြစ်ပေါ်လာသောယဟန်တော်တို့နဲ့အဆတ်သောအလူရှိရာပစ္စွန့်သင်္ကန်းကြောင့်စီပစ္စည်းလေးပါကိုဘုရားတပည့်တော်တို့ကပ်ပြီးရကာရကမြတ်ထာမှာအလူခံတော်မူပါဘုရားဒီလိုလျှောက်ထားရင်ဒါသာသနာတော်အတွက်အဆတ်ဖြစ်တဲ့ယဟန်တော်ကလည်းစွန့်သင်္ကန်းကြောင့်စီပစ္စည်းလေးပါသုံးဆွဲလို့ရတယ်တခါတခါမှတွေကလည်း သွန်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါအတွက်အာယုံပြုပြီးတော့တရားကိုပူဇော်တဲ့အတွက်ကြောင့်နှုတ်နှစ်ဖက်ကုသိုလ်များတယ်ပေါ့အဲဓမ္မဂရီကလှုပ်သူကနေဟန်ဆောင်မဆောင်တဲ့လူရှိမှတော့လှုပ်ပြီး क्वे ရမှာကင်သွားတာတော့မလုပ်ရဘူးနော်တရားဒဂမတွေလည်းနားလည်အောင်လုပ်တယ်ဘယ်ဘုန်းကြီးကဝိရိတော်နဲ့အညီနေမနေဆိုတာလေ့လာအောင်မလုပ်ဘူးလားအဲအဲအဲ့လိုမှမဟုတ်ရင်တရားဒဂမတွေရှိမှတော့အာအဆတ်လူတွေ क्वे ရကြတော့ငွေကင်နေဆိုရင်ဒါလူမိုက်အားပေးသလိုဖြစ်တယ်ကောင်းတာမလုပ်ဖက်နဲ့မဟုတ်တာရင်ခြောက်ပြီးတော့ဒီငွေတွေနဲ့တခါတဲ့အတူတူခြေစား မဟုတ်တာတွေလုံနေလို့ရှိရင်အကုသို့မပွားဘူးလားအေးအဲ့ဒါသတိထားကြနော်ငွေဆိုတာမသုံးတိုင်ရင်ဘေးသုံးတိုင်ရင်ဆေးပဲဘုရားအလိုတော်ကြအဆောင်းစီမံနာကိုမြတ်စွာဘုရားကမကန့်မြစ်ဘူးနော်ဝိနိမရာသတိခါဘုဒ္ဓမေနကတိခါဘုဒ္ဓထင်ရှားချီးပီးသားအဲ့လိုဘုရားနာဗုဒ္ဓအလိုတော်ကြမူဝင်တဲ့တရားတော်မတွေထင်ရှားလှုပ်ပြီးလှုပ်နေတာဟောတာမြတ်စွာဘုရားကအလိုတော်မကြလို့ဦးဇင်းတို့ကပြောနေရတာဟုတ်ကလား

ကြော်ကြားနေလို့ပျော်ပေါ်တင်လူပြုတ်လုံးတယ်လုပ်ငန်းဖြစ်ပါတယ်ဗျာဒီကိစ္စတွေကိုဒကာဓမ္မများတိတာထင်ရှားဖို့ရာအတွက်ဆရာတော်ဟောကြားတဲ့တရားတွေမှလည်းပါပြီးသွားပါပြီဗျာဒါပေမဲ့ဖျားပြုတ်လျှောက်ထားခြင်းကအကျိုးနဲ့ပြည့်ကိုရှောက်ပါပါဗျာညနေပိုင်းတန်ဃာတော်များအားမြင့်ခွာရွတ်တော့ကျက်တော်တော့လက်ဖက်တော်များကထာကိုလူတိုင်းလူလုံးမှတွေ့ရပါတယ်ဗျာ ို့တော့ကချင်းသည်စားသုံးသောရဟန်းတော်များအပြည့်နဲ့အကျိုးကလူသောတရားဓမ္မတွေရဲ့အပြည့်နဲ့အကျိုးကိုရှင်းလင်းသိတောင်းမိတ်ကြားတော်မူပါဗျာအဲ့တော့ဒီနေရာမှာကတရားဓမ္မတွေသတိထားရမှာကအရှိကနှစ်ရှိရှိတယ်ယဟန်တော်တွေဘက်ကတော့ရှင်းတယ်အဲ့ဒါတွေကိုယဟန်တော်တွေကစားရင်ညနေဘက်မှာဝိကာလဘောဓနာသိခါဖို့ရဒီကျက်သွန်တုတ်တွေမြစ်ခွာရွတ်တော့နော်ဘုရင်ဟုတ်လား အဲ့ဒါ၄စားရင်ယဟန်တော်တွေကပါသိအားပဲတင်းတယ်လူတွေဘက်ကကြတော့မတိလို့ကမ့်မိတာကကြတော့လူတွေကိုမတိလို့ကမ့်မိတဲ့လူတွေကိုတော့ပထမအနေနဲ့တော့အပြစ်ပြောကိုခက်တယ်အေးဒါပေမဲ့တခါတခါမတွေကမကတ်ကောင်းဘူးဆိုတာကိုသိရသားနဲ့ကန့်ရင်တခါတခါမတွေကုသိုလ်တပြားမှမရဘူးအဲ့ဒါမိစ္ဆာတိမောက်ခါလို့ခေါ်တယ်မုဒ္ဒပတန်နာမကြည့်တီးတီးကြီးနဲ့ကန့်လဲတခါတခါမတွေကုသိုလ်မဖြစ်ဘူး မသိလို့ကမိလဲကုသိုလ်မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကိုစင်းတို့ဒီပေတကောပရိသပါဠိတော်ထဲမှာဟောထားတာယောသသီလဝန္တေသူအကပိယတပရိဘောဂေနဒါနံသီလရှိတဲ့ပုဂ္ဂိုလ်တွေမှာမအထာကိုပေးလူလို့ရှင်အေတံဒါနံအကုသလေနဒိဋ္ဌိအဲ့ဒါအကုသိုလ်နဲ့ပေးလူတာပဲတဲ့အကုသိုလ်တွေတိုးွားတယ်လို့ပေတကောပရိသမှာပါတယ်ဒါကြောင့်ယဟန်တော်တွေကို မစားကောင်းတဲ့ညသာသွားကြရင်ဒကာဒကာမတွေကုသိုလ်မရဘူးဒီပေတကောပရိသပါဠိတော်ရတယ်အရက်ကရင်လည်းကုသိုလ်ရမလားကဲဒီလိုပဲယဟန်တော်တွေကငွေအလူမခံကောင်းဘူးဆိုတာဒကာဒကာမတွေသွားကြရင်ကုသိုလ်ရမလားကဲကုသိုလ်မရတဲ့အလုပ်ကိုလုပ်နေဘာအဓိပ္ပာယ်ရှိလဲဘာမှအဓိပ္ပာယ်မရှိဘူးဒကာဒကာမပေါင်းသူတော်ကောင်းတို့ဟုတ်ကလားအေးအဲ့ကြောင့်ယဟန်တော်တွေကိုမအပ်တဲ့မြတ်စွာဘုရားတားမြစ်ထားတဲ့ဒီချွေငွေတွေညသာကတ်ခြင်းတွေအရက်တွေ မကတ်ရဘူးကတ်လူချင်းစီဒါကုသိုလ်နဲ့ပေးလူတာမဟုတ်ဘူးတဲ့ဒါဘေဒကောပရိသအဲ့လိုဆိုထားတယ်အဘိဓမ္မာသဘောအရာတွေကလည်းဒါတွေဟာမမှန်မကန်တာတွေကိုကြီးညိုစရာလို့သွားထင်နေတယ်ဒီလိုဆိုရင်မိစ္ဆာတိမောက္ခာတွေပဲနော်တရားတရားအတုတွေပရမဘေကွန်တကောကိုဖြည့်ကြပေးတဲ့အတွက်ဘောမြောက်စွာကျေးဇူးတင်ပါတယ်ဗျာဒုတိယဘေကွန်ဖြည့်ကြပါမယ်ဖြောက်ထားပါမယ်ဗျာ ဆရာတော်သားဆရာတော်ရဟန်းတော်များတပါးတိတည်သုံးတဲ့ចောင်းဆောင်ပေါ့ဗျာအဲចောင်းဆောင်တဲ့မှာဒကမများတယောက်ထီသွား၍ဆရာတော်အားဖူးမြော်ခြင်းဖရာပံကိုလဲခြင်းចောင်းဝေယဝေစာသွားလှုပ်ခြင်းတရားသွားနာခြင်းကိစ္စတို့သည် အချို့နေရာမှာများစွာတွေ့ရပါတယ်ဗျာထိုကိစ္စသည် အမတိမတန်သန္တရာတန်သာသနာတော်အတွက်အန္တရာယ်ရှိခြင်းတည်ဥသောကြောင့်ဆရာတော်မှာ ဝိနည်းဒေသနာတော်အာဂမယုတ်တိတဘာဝယုတ်တိများဖြင့်ရှင်းလင်းဟောကြားပေးရန်လျှောက်ထားပါတယ်ဗျာအဲဒကာမတွေအဲ့ဒါသတိထားရမယ်ရှင်းဖြစ်တယ်ဘုရားရှင်တို့ဇာပေမာကမာတုကာမဆိုတာဗြဟ္မစရိယရဲ့အန္တရယ်လို့ဒီလိုဆိုထားတယ်ဆိုတော့အမျိုးသမီးတွေဟာအဲ့ဒါအဲ့ဒီလိုယဟန်တော်တွေဖြီးတဲ့တဘာတွေရှိတဲ့နေရာတွေကိုတယောက်ထဲသွားပြီးတော့အဲ့လိုလောက်တာမလောက်ရအောင် ယဟန်တော်တွေကလည်းဒကာတော်မတွေလာတာကိုအဲ့ဒါစိတ်ထဲကตาရမိတယ်တူတူနှစ်ယောက်တည်းစကားပြောကျင်တဲ့စိတ်ဖြစ်တယ်စိတ်ကြွယ်ရမှာအဲ့လိုဆိုရင်ယဟန်တော်မှာလည်းဒါပါစိတ်အဘကမလွတ်ဘူးအဲ့ဒကာတော်မတွေကလည်းဒါနားလည်ရမယ်အမျိုးသမီးတွေသိထားသင့်တဲ့သိခါပုတ်တွေပဲယဟန်တော်ဘာနဲ့အမျိုးသမီးတယောက်စီကြွယ်ရမှာအဲ့လိုစိတ်ကြွယ်ရမျက်စိကြွယ်ရနားကြွယ်ရပေါ့မျက်စိကြွယ်ရဆိုလို့ရှိရင်ဒါလိုက်ကပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အခန်းနေကြွယ်နေမျက်စိကြွယ်ရပဲ နာကွယ်ရဆိုတာကတော့၁၂တောင်မှနေမကြရဘူးဘာပြောနေမှမသိဘူးတိုးတိတ်တိတ်အဲ့ဆိုနာကွယ်ရအဲ့ဒီမှာ အမျိုးသမီးနဲ့ယဟန်တော်နဲ့နှစ်ယောက်တည်းမရှိရဘူးအဲ့တော့အမျိုးသမီးတွေကနေပြီးတော့ယဟန်တော်တွေရှိတဲ့နေရာသွားမယ်ဆိုအမျိုးသားတယောက်အ ਨੇ ဆုံးပါသင့်တယ်ယဟန်တော်ကမသားစိတ်အမျိုးသမီးတယောက်တည်းလာတာကိုမသားရခဲ့ရင်တော့မှအမျိုးသမီးတယောက်တည်းသွားဖို့မသင့်တော်ဘူးကြာရင်ဒါသည်အန္တရာယ်ဖြစ်လာတယ်ပြောပြမယ်ဝတ္ထုတစ်ခု တခါတော့ကဆရာတော်တစ်ပါးကအဲ့ဒါစားလို့တောက်လို့မကောင်းဘူးဆိုပြီးအမျိုးသားတွေရှင်းရင်သိတယ်မတိုင်းမလားလက်ရာမကောင်းတာနဲ့ဆိုပြီးတော့ဆရာတော်ကလည်းကပ်ပြရကတကောအမျိုးသမီးတယောက်ကိုငှားခိုင်းလိုက်တယ်ငှားလိုက်တဲ့ခါကျတော့ငငယ်လေးဆိုလို့ရှိရင်လည်းဒါအယုတ်တွေပါတယ်ရှောလို့ရှိရင်တက်မြန်မာဆိုးလို့အယုတ်ကလည်းဆိုးဆိုးအသက်လည်းကြီးကြီးတော့အယုတ်လည်းဆိုးတယ်အသက်လည်းကြီးတယ်နဖူးမှာဘူးစည်းကြီးပါတဲ့တကောင်မကြီးကိုငှားခိုင်းလိုက်ကပ်ပြရတယ်လည်းဟန်ကြတာပေါ့ငှားပြီးတော့နေတိုင်းဆွန့်ချပြီးတော့ကတ်တကောင်မကြီးက ဆရာတော်ကတရေကြတော့ပြောတယ်လေဟဲ့တကားတွေတော်ပြီတော်ပြီကွာအဲ့တကားမကြီးမင်းတို့အလုတ်ဖြုတ်လိုက်တော့မထမ်းနဲ့တော့မထမ်းနဲ့တော့ကြောင်းပါဟာဆရာတော်ဘာဖြစ်လို့လဲဘုရားဘာဖြစ်လို့လဲဘာဘာဖြစ်တာလဲဆိုအဲ့တကားမရဲ့နဖူးကဘူးသီးကြီးတဖြည်းဖြည်းပျောက်လာတယ်ကွာလို့သဘောပေါက်လားအေးဒီလောက်အယုတ်ကလည်းဆိုအသက်ကလည်းကြီးပါတယ်ဆိုတော့တပူကဘူးသီးကြီးပြောင်းလာတယ်တဲ့။ချိုင်းရင်ဆရာတော်အချင်းနေမကောင်းတော့ဘူးဟုတ်လား။အေးအဲ့ကြောင့်နော် အဲ့တော့ဗိဆာလို့ရှိရင်ဓမင်းညာတော်မှာအရသာရှိသေးတယ်ဆိုတာဝိုးအဲကြောင့်အဖွားကြီးဆိုပြီးတော့လည်းစိတ်မချရဘူးသာသနာမှာကဟုတ်ကလားအေးအေးဒကာဒကာမတွေတတိထနော်အဲ့ဒါသဘောပေါက်အောင်တရားပြောပြတာတချို့ကအကြင်ညိုလွန်လွန်းတာဟုတ်ကလားဘုန်းကြီးကိုနှိပ်ပေးနေတာနဲ့ဘုန်းကြီးနင်းတာခန္ဓာနဲ့တခါတည်းကိုဖြစ်နေကြတာသာသနာမှာအဲ့ဒါမလျော်ကံဘူးအဲကြောင့်ကိုယ့်ရဲ့သာသနာတွေကကိုတော်လေးတွေယဟန်တော်တွေယဟန်ကြီးတွေ သာသနာထဲမှာမြဲစေခြင်းနဲ့ဆိုရင်အမျိုးသမီးတစ်ယောက်တည်းနဲ့အဲ့ဒီလိုမျိုးယဟန်တော်ကိုသွားတဲ့လေထာမလုပ်ပါနဲ့ဒါဥစဉ်ဆိုလို့ရှိလို့ရှိရင်ဒါမဲတော်အရင်ခေါက်ခေါက်ကြီးကိုတောင်မှဥစဉ်ရှိကိုနှစ်ယောက်တည်းမဲတော်ကြီးတစ်ယောက်တည်းလုံးဝလာခွင့်မပေးထားဘူးဥစဉ်မဲတော်ကြီးဒီတရားပွဲထဲမှာလည်းပါတယ်ဥစဉ်မဲတော်ကြီးဆိုဥစဉ်ကမလာရဘူးဒါကိုမဲတော်အရင်ပဲဘလို့မှကိလေသာဖြစ်เสียအကြောင်းတရားမရှိဘူးသို့တော်မြတ်စွာဘုရားပြောတဲ့အတိုင်းမဲတော်လည်းအမျိုးသမီးရာအမျိုးသမီးပဲ ဥစဉ်တော့ဝိနည်းဒေသနာတော်ရဲ့အဲ့လိုပဲသတ်မှတ်တယ်တယောက်မဲတော်တော်မှတယောက်ထဲလာဝင်လုံးဝဥစဉ်ခွင့်မပေးဘူးအ ਨੇ စုံကိုရင်တပါရှိမှမဲတော်နဲ့စကားပြောတယ်ယဟန်တော်တွေသိအရေးကြီးတာပေါ့တချို့ဆရာတော်တွေကလည်းအဲကိုကစိတ်ကမตายရင်ပြီးရောဘာညာဆိုအမျိုးသမီးနဲ့စကားပြောတော့နောက်နောက်တပည့်တွေကအဲ့ဒါနော်မှားပြီးတော့ပါပြေးသွားလိမ့်မယ်ဟုတ်လားအဲသတိထားရမယ်ပေါ့ဆရာတော်လို့သူလည်းသတိထားရမယ်တခါတခါမှတွေဘက်ကလည်းသိခါပုတ်တွေရှိနေတဲ့အတွက်ကြောင့်ရှောင်ကြဉ်ဖို့လိုလားမလိုဘူးလား ေးလိုတယ်နံပါတ်2မိကုံးကိုဖြည့်ကြပေးတဲ့ကြောင့်ဝါမြောက်စွာကျေးဇူးထုတင်ပါတယ်ဗျာနံပါတ်3မိကုံးမှာတော့ဆရာတော်ဟောပြီးတဲ့ထဲမှာပါသွားပါပြီဗျာအလှူရှင်ပြုပွဲတွေမှာဆိုင်းတဲ့ဇာတိထဲတဲ့ကိစ္စရဲ့ခொနက ဟောကြားရတဲ့အတိုင်းမဟုတ်ဘဲနဲ့အကျိုးနဲ့ပြစ်ကိုမင်ကြားပေးတော်မူပါဗျာအဲ့တော့ဆိုင်းနေပုံနေထဲတာဥစဉ်တို့ဒီဟိုတနေ့ကဥစဉ်ဆရာသမားလည်းပြောတယ်ဝိနည်းမဟာဝံလည်းပါတယ်ပွဲအလှူပေါ့ ပွဲအလှတို့အရင်အလှဆိုတာကုသိုလ်လို့ထင်ရောင်ဖြစ်ပေမဲ့ကုသိုလ်မရဘူးတဲ့ဒါဝိနည်းမဟာဝါမှာဟောထားတယ်ကုသိုလ်လို့ထင်ပြီးတော့ကုသိုလ်မရတဲ့အလှနော်အဲ့တော့တက္ကသကမပေါင်းသူတော်ကောင်းတို့အဲ့ဒီစာပေအရအကျိုးနဲ့အပြစ်မှာအပြစ်ပဲရှိတယ်ဒါကြောင့်အလှတန်းတွေမှာလုံးဝဆိုင်းနေပုံနေအဲ့ဒါတွေမထည့်ရအောင်အလှတချို့ကခုနပြောသလိုအလှလို့ပြောပြီးတော့အလှလူသလိုဆိုင်းလူသလိုဘုံလူသလိုလိုနဲ့နော်အဲ့တော့အဲ့ဒီ အဲ့ဒီအလူမျိုးအရက်အလူတွေပေါ့တချို့ကအရက်အရက်တွေပါတယ်တော့မှလှူကောင်းတယ်ထင်သေးတယ်တချို့ကထောင်းလိထောင်းလိမယ်ဝတ္တန္တရာမင်းကြီးအလူဒါနလုံးတုံးဟာအရက်ပါတယ်အဲ့ဒါစာပေနားမလည်ရင်တလွဲဆံမြင်ကောင်းတတ်တယ်နော်အရက်ပါတယ်ဆိုတာအဲ့ဒါကပေါက်ဖို့လှူတာမဟုတ်ဘူးဗျအရက်စီအကျော်တွေပါတယ်ဒီဟိုလင်ငန်းဖြတ်တဲ့ပုံကိုယ်တွေအဲ့ဒီအရက်တို့ဒီဟွာတို့ဟွာ၆တီး၆တောချောင်းမြင့်နဲ့လင်းရင်လင်ငန်းဖြတ်တာတွေပါတယ်ပျောက်တယ် အကြောင်းအရေးကိုခန္ဓာကိုပြင်ပလိမ့်ဖို့အနေနဲ့လှူတာဗျာတောက်ဖို့လှူတာမဟုတ်ဘူးအဲ့ဒါစာပေမတက်ဘူးဆိုရင်နားမလည်အယူဆတက်တက်ကောင်လွဲတတ်တယ်နော်ဝတ္တန္တရာမင်းကြီးအလှူတော်အရေးလူပါသေးတယ်လုံးအောင်မယ်တကြဟုတ်လားအဲ့ဒါကြောင့်တခါတခါမှတွေအလှူပွဲတွေမှာအခုနဥစဉ်ပြောခဲ့တယ်လို့လှုပ်ချင်ကိုယ့်ဟာကိုယ်ပွဲလန်းသမင်တခြားမှာလို့ဒီအလှူရသော်ဗျာသာသနာတော်နဲ့ပတ်သက်ပြီးတော့ထေရဝါဒအမိခံပြီးအငိမ့်ပွဲဇပ်ပွဲတွေမထည့်ကြပါနဲ့တန်တန်ရှင်းရှင်းလေးပဲကုသိုလ်ကောင်းမှုတွေကို လောက်ကြပါအဲအဲ့လိုမဟုတ်မှကိုယ့်ရဲ့ရိုးရာပေါ့နော်ဒီကရင်ဆိုကရင်ဖားစီတို့ဘာတော့ဒီရှမ်းတို့ဘာလို့ဆိုအိုးစီတွေနောက်ရခိုင်စီတော်တွေအဲ့ဒီရိုးရာစီတွေကိုကြတော့ဗုဒ္ဓပူဇနီးယဘုရားပူဇော်တဲ့အနေနဲ့တော့ရတယ်အပျော်ပါမဟုတ်ဘူးဒါဥစဉ်တို့ဗုဒ္ဓစာပေထဲမှာလည်းရှိတယ်မြတ်စွာဘုရားကိုဒုတိယတွေဘလောက်နဲ့ပူဇော်လို့ဘယ်လိုချမ်းသာတွေခံစားရလဲဆိုတာအပါဒံပါဠိတော်တွေမှာပါတယ်မြန်မာပြန်နေတဲ့တရားတော်မှတွေဖတ်ကြည့် အကြောင်းအပြောအပြစ်ကပြက်ကချောပုံစံမျိုးတခါတည်းဟေလာဝါလာရေမောတဟာမဟုတ်ဘူးတကယ်မြတ်စွာဘုရားကိုတန်ဃာတော်တွေကိုပူဇော်တဲ့ပုံစံမျိုးပူဇနီးယပုံစံမိမိရဲ့ရိုးရာစီတွေတီးပြီးတော့ဘုရားကိုနော်ဗုဒ္ဓပူဇနီးယအနေနဲ့အဲ့လိုငင်းချောင်းตาရာသာပူဇော်တာမျိုးကတော့ကုသိုလ်တွေပွားတယ်အဲ့လိုမှဘုန်းနဲ့ဒုံဒုံခွက်ခွက်နဲ့တခါတည်းအကုန်လုံးနော်ဖောကျင်တာဖောရေကျင်တာရေစားကျင်တာစားကြဟေလာဝါလာရေလိုက်မောလိုက်နဲ့အဲ့ဒါမျိုးကတော့ကုသိုလ်မပွားဘူးနော်အဲ့လိုတော့မလုပ်ရဘူးပေါ့မိမိရဲ့ရိုးရာစီတွေနဲ့ ်တခာတက်ဖျားကိုခုံော်တမှန်းပြီးော့ဝိသာကောင်းပါော့သူပိုက်တီးပြီးရှင်းဆိုသေးတာပဲပူဇော်တာမှန်ကန်တော့ရတယ်ဒါပေမဲ့ဒါကအဲ့ဒါဒီအဲ့ဒါကြီးကိုလည်းအမြွတ်ထောင်ဘူးတော့စတိတ်ချိုးဘွဲတွေလုံးမဲ့တော့မကြံနဲ့နော်မဆိုင်ဘူးနော်ဒကာဒကာမတွေမိမိရဲ့ရိုးရာစီတော်တွေဘာတွေနဲ့ဖျားကိုမှန်မှန်ကန်ကန်ရင်ကြီးကြီးဗုဒ္ဓကိုပူဇော်တဲ့အနေနဲ့ပဲရတယ်ဆိုတာပြောတာအဲ့ဒါတော့အပါဒဏ်တွေမှာအများကြီးပါတယ်ကိုယ်စိတ်ပေါ်မှာမူတည်တာပေါ့အခုကလူတွေက190 တရားမှာတရားပဲထားပါတော့အဲ့ဒါကပောက်ကရနော်အလူအကြောင်းပြပြီးထင်ရလုံနေရတာနော်အဲ့တော့ရောမကြိတ်ပါနဲ့ဟုတ်လားရောမကြိတ်ရအောင်နဘာသုံးမိကုံးကိုဖြည့်ကြပြီးတဲ့အတွက်ကြောင့်ဝမ်းမြောက်စွာကျေးဇူးတင်ပါတယ်ဗျာနဘာလင်မိကုံးမှာတော့ခொနကဆရာတော်ဟောသွားတဲ့အထက်မှာဗာပိသဖြစ်ပါတယ်ဗျာထိုဗာပိသအကြောင်းဒီတားကောင်းများတားရွယ်အလူတွေများစွာလူကြပါတယ်ဗျာထိုအလူရဲ့အကျိုးနဲ့အပြစ်ကိုသာလျင်ဘုရားတို့ သိကျင်ပါတယ်ဗျာအကျိုးနဲ့အပြစ်ကိုတရားဓမ္မတွေသိအောင်ရှင်းလင်းဟောကြားတော်မူပါဗျာအဲခုနကလည်းနည်းနည်းတပြည့်တော်ဒီပြည့်ယဟန်တော်ဘိုင်းကဝင်းကြီးနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးတွေကလည်းပွဲလုံးမယ်ဆိုရင်အင်းလို့မလုပ်ရဘူးတဲ့ဒေဝတော်တို့ဒီဇပ်ပွဲလုံးမယ်ဗျာဇပ်ပွဲထဲမယ်ဆိုင်းပွဲထဲမယ်အေးအေးကောင်းတယ်လို့လုပ်ရင်ယဟန်တော်အာဘတ်တင်တယ်ကဲဝင်းကြီးတော်ရလည်းအခုဇပ်ပွဲကိုဘုန်းကြီးကိုယ်တိုင်ကန်ထိုက်ဆွေးနေတော့သွားပြီဘောသာသနာဟုတ်ကလားဘုန်းကြီးကိုယ်တိုင်ဇပ်ပွဲကန်ထိုက်ဆွေးတော့သာသနာသွားပြီ နော်အဲ့ဒါသတိထားအောင်လွယ်တခါတခါမှလည်းယဟန်တော်ဘိုင်းကလည်းအင်းခတ်ပြီးတော့အာကောင်းတယ်ဆိုပြီးမလုပ်ရအောင်နော်အဲ့လိုရှိတယ်အခုသားသားတဲ့ကိစ္စကတော့တပည့်ကုနာကဦးစင်ဟောတဲ့အထက်မှလည်းတော်တော်ကြည်ကြဲဝွင့်ဝင့်ပါသွားပြီနော်အထုတလဲဖြေစရာတော့အထုတလဲတော့မရှိတော့ပါဘူးအဲ့ဒါတခါတခါမှလည်းနည်းနေတာဒီပွဲလန်းတဲ့ပြင်လုပ်တဲ့အခါမှာနောက်တစ်ခုပြောချင်တာကတော့ဒီအထူးပြောရင်နောက်တစ်ခုပြောချင်တာတော့ရှိသေးတယ်အစွန်းသုံးမှသားပေါ့ဒါတူလေသတိထားရမယ်ဒီမှာတောเจ้าမှာ အသားတွေလောင်းတာတွေ့တော့တပြည့်တော်တော်တန်တရာဖြစ်မိတယ်ဖခင်ဒါပုံမှန်လင်းချောက်ထားတာနောက်တခါတခါမှတွေမေးကြည့်တော့ပန်းသူစားပါတဲ့ဈေးတရသွားကပ်ပြီးတာကျိုးလဲမှာမထားပါဘူးတဲ့အဲဒီတခါတခါမှတွေဒီဆံရဆံရရွာတွေဘာတွေကနေပြီးကြောက်တကမျိုးတို့ကဆုံးလာလောင်းရင်တတိထားရမယ်နော်အဲ့ဒါဘုန်းကြီးကျောင်းအတွက်ဆိုပြီးကြက်တွေခွက်ခနဲ့လဲပြင်းလက်လီးတက်ပြီးတော့လာလောင်းတာမျိုးမလုံးနဲ့ဝင်းကြီးနဲ့မအပ်စားဘူးယဟန်တော်တွေဒီမြင်သားကြားသားယုံမသားကိုမစားရဘူး အဲ့တော့ဒကာဒကာမတွေကအဲ့လိုမျိုးရွာတွေကလာလောင်းရင်ယဟန်တော်တွေမှာလည်းတန်တရားရှိဖို့တာဝန်ရှိတယ်။အဲ့တော့ယဟန်တော်တွေကမေးကိုမေးရမှာဒါငါတို့အတွက်ရည်စူးပြီးတော့တတ်တာဟာဒါဟုတ်သလားလို့ယဟန်တော်တွေမှာလည်းမေးဖို့တာဝန်ရှိတယ်။ဒကာဒကာမတွေကလည်းဘုန်းကြီးတွေအတွက်ဆိုပြီးတော့ကြက်တွေကိုသတ်ပြီးတော့အဲ့လိုเจ้ามาลาล้องน่ะไม่รู้อยากอูจ้าล่ะเอ้ลูยินตั้งใจเลยสรุษิงดกาดกามาတို့အဲ့ဒါဟိုဈေးကနေပြီးတော့โจလဲမမှန်နဲ့ခုံတင်သားလို့လဲခေါ်တာပေါ့ဈေးကအသားကိုတွားပြီးတော့ဝယ်ပြီးကမှာ ဆုံးလောင်းလို့ရှိရင်တခါတခါမှဒီအပြစ်ကင်းစင်တယ်ပေါ့နော်အဲ့လိုရှိတာပေါ့